င်္ဂလာပါခင်ဗျာကျွန်တော်ကတော့စွဲသစ်ပါ DVB ရုပ်မြင့်သံကြားရဲ့နေ့လယ်နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေအတူအားကစားသတင်းတွေကိုလည်းရှုစားကြပါပါခင်ဗျာရွေးကောက်ပွဲဥပဒေနဲ့ပါတီမတ်ပုံတင်ဥပဒေနေဥပဒေတွေကိုကြော်လွန်ပြီးစစ်တပ်ပါတီဖြစ်တဲ့ကြန့်ခိုင်ပါတီဥက္ကဋ္ဌဦးခင်ကြီးဟာစက်တင်ဘာလ28ရက်မှာမဲဆွယ်စည်းရုံးနာကိုစတင်လှုပ်ဆောင်နေပါတယ် ရွေးကောက်ပွဲမကျင်းပခင်ရပ်ပေါင်း60အတွင်းမှသာမဲဆွဲစည်းရုံးရမယ်လို့ဥပဒေကပြဋ္ဌာန်းထားတဲ့အပြင်စစ်ကောင်စီဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကလည်းမဲဆွဲခွင့်ကာလကိုလက်ရှိမှာတတ်မှတ်ကျင်းပပေးတာမရှိသေးပါဘူး UEC ကမဲဆွဲကာလကိုတတ်မှတ်မပေးခင်စက်တင်ဘာလ28ရက်ညပိုင်းမှာဥခင်ကြီးကသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေတဆင့်အချိန်တမနစ်ခွဲဝန်းကျင်ရှိတဲ့ဟောပြောချက်ရုပ်သံဖိုင်ကိုတင်ခဲ့တာကိုတွေ့ရပါတယ်။ နားထောင်ကောင်းရုံတက်တက်ဆောင်ပုတ်တွေလို့အလွတ်ရွတ်ပြနိုင်မဲ့အစားအရွေးရှိတဲ့ရလက်ကောင်းတွေကိုအကောင့်ထဲပို့ဖို့အရေးချင်းရှိတဲ့လူပုဂ္ဂိုလ်တွေအပြည့်အဝရှိတယ်လို့ဥခင်ကြီးကရုပ်တံဖိုင်မှာထည့်သွင်းပြောကြားသွားခဲ့ပါတယ်။နိုင်ငံရေးပါတီတွေမဲဆွဲစည်းရုံးခွင့်နဲ့ပတ်သက်လို့နိုင်ငံမိုင်းရေဒီယိုနဲ့ရုပ်မြင့်တမ်းကြားအစီအစဉ်တွေကတဆင့်ဟောပြောတင်ပြချက်တွေကိုလာမယ့်အော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိခွင့်ပြုပေးသွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်ခင်ဗျာ။ ကင်းနီဒေသမှာရှိတဲ့စစ်ဘေးရှောင်တွေကကြောင်တက်နေသူများတဲ့မိသားစုတွေဟာကျောင်းလာကပြေဖို့ခက်ခဲနေတာကြောင့်ကျောင်းနာရတော့မဲ့အခြေအနေတွေကြုံတွေ့နေရပါတယ်ခွန်စောပြေဖို့ထားပါရခင်ဗျာရှန်ကရနေဇန်ဖေခုံမြို့နယ်နဲ့ဒီမော့ဆိုမြို့နောက်ဘက်ချမ်းမှာရှိတဲ့ကြေးရွာတွေနဲ့စစ်ဘေးရှောင်စခန်းတွေမှာခိုးလုံနေကြတဲ့မိသားစုတွေမှာအလောက်ကန်ခွန်လန်းရှားပါးနေလို့နေ့စဉ်ဘဝရပ်တည်ဖို့ခက်ခဲနေပါတယ် အဲ့ဒီဂျာကနေကျောင်းနေအရွယ်ကလေးတွေကိုကျောင်းထားပေးရတဲ့လူများတဲ့မိသားစုတွေမှာကျောင်းလာကဟာဝင်းဒိုးဝင်ပိုးဖြစ်နေတာကြောင့်မိမိတာဒီမီလေးကတချို့ကိုကျောင်းနာထားရမယ်အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့ဒီလက်ကန်တွေကဆိုပါတယ် ကလေးရဲ့စာတင်ဖို့ကိစ္စပြောရမယ်ဆိုရင်အဲကျောင်းသားမိဘစီကနေမူလတန်းဆိုရင်တူကို9000လုံးအလဲတန်းဆိုရင်8000လုံးကောက်ရတော့မှမပေးနိုင်တဲ့အင်ထောင်စုတွေတွေ့ရတယ်။ကျောင်းလာခတ်မပေးနိုင်လို့ဆိုပြီးတော့မှကလေးကိုကျောင်းနာခိုင်းမယ်ဆိုတာလဲကြားရတာပေါ့။ Greeny Data ကစစ်ပေးဆောင်အများစုမှာမိမိတို့ရဲ့လက်ငုပ်လက်ရည်စိုက်ပျိုးမြေတွေမှာတိုက်ပွဲတွေကြောင့်စိုက်ပျိုးစားတောက်လို့မရတာဟာလေမိသားစုဝန်ရေးအတွက်ပုံမှုခက်ခဲနေတာပါ။ ဒါအပြင်စစ်ကော်မရှင်တပ်ဟာစစ်ပေးရှောင်စခန်းတွေကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေရှိနေလို့စစ်ပေးရှောင်ပြည်သူတွေအသက်ဆုံးရှုံးကြတာတွေရှိပါတယ်။အဲ့လိုလေကြောင်းတိုက်ခိုက်မှုကိုခံရတဲ့စစ်ရှောင်မီတာစုတွေဟာလုံခြုံမဲ့ထင်မဲ့နေရာတွေကို ပြောင်းရွှေ့နေရလို့ပညာရေးတပိုင်းတစားနဲ့ကျောင်းဆက်မတက်နိုင်တော့တဲ့ကလေးတွေလည်းရှိနေတာပါ။ စီဝါရေးအရှင်တွေလည်းမရှိကြတဲ့အခါကျတော့အဲတချို့ဆို20ဆောင်30ဆောင်ပေါ့နော်အဲမျိုးဖြစ်တဲ့အတွက်လက်တော်ဟိုဘယ်လိုကမလဲ6လားတဲ့အချိန် မှာနေဖို့တော့မှပြန်ရင်မတီ6နေရဖြစ်တဲ့အတွက်ဒီចောင်းလားတွေအနေနဲ့တချို့လည်းအခက်အခဲဖြစ်တာပါပညာပြန်တင်ကြဖို့ဆိုရင်တချို့ចောင်းလားတွေကျတော့ပြန်ရင်မတက်ရောက်နိုင်လို့ပေါ့နော်စီပေးဆောင်စကန်တွေကចောင်းနေအရွယ်ကလေးတချို့အပြင်ကြေးရွာတွေမှာနေထိုင်ကြတဲ့ကလေးတချို့လည်းပညာရေးတပိုင်းတစဖြစ်နေတာပါ သူတို့တွေကြောင်းဆက်တက်ခွင့်မရတော့တာဟာဆရာဆရာမတွေကြောင့်မဟုတ်ပဲမိဘတွေကိုယ်တိုင်ကကြောင်းလာကမတက်နိုင်လို့ကြောင်းထုတ်ထားကြတာဖြစ်တယ်လို့ဒေတာကန်ဒီကဆိုပါလေဆရာမတွေထုတ်တော့မဟုတ်ဘူးနော်မိဘတွေပြည်တယ်လို့သူကလေးတွေကိုကြောင်းထုတ်တော့ဘောနော် ကိုယ့်ကိုထုတ်လို့ပေါ့နော်အာနာဒိစစ်ကော်မရှင်တပ်ရဲ့တံပြန်ထိုးစစ်တွေကြောင့်ကရားခရီနီပြည်အတွင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်တိုက်ပွဲတွေကြောင့်ဒီလာပိုင်းတွင်စစ်ပီးရှောင်ဦးရီတောင်းနဲ့ချီပြီးထတ်တိုးလာနေပါတယ်ကရီနီဒေတာမှာရှိတဲ့စပေးရှောင်မိသားစုတွေကเจ้าနေရွယ်တချို့မှာပညာရေးဆုံးရှုံးနေပါတယ်ကျွန်တော်ခွန်စော်ဦးပါ ရခိုင်ပြည်နယ်တန်တွဲမြို့တောင်ဘက်တန်တွဲခွာလန်ကဗဒဲခေါ်ရွာအနောက်ဘက်တောင်ကျောကို စစ်ကောင်စီတပ်ကစက်တင်ဘာလ28ရက်ည7:00နာရီကျော်မှာဘုံကျဲပြီးရဲတပ်ကနေလည်းလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗါတန်တွဲမြို့နဲ့ -10 ဝင်းကျင်ဝင်တဲ့ဗဒဲခေါ်ရွာအနောက်ဘက်တောင်ကျောကိုစစ်ကောင်စီတပ်ကပစ်ခတ်တာဖြစ်ပြီးရွာတွေတဲတော့မကြဘူးလို့တန်တွဲမြို့ကန်က DVB ကိုပြောပါဗါ အရခတ်တတော်အေးထိန်ချုပ်တဲ့ရခိုင်ကမြို့နယ်16မြို့နယ်တဲက10မြို့နယ်မှာရွေးကောက်ပွဲမလုပ်ဘူးလို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပြီးတဲ့နောက်စီရင်မမပါတဲ့တန်တွဲနဲ့တောင်ကုန်းမြို့တွေကိုဘုံကျဲတိုက်ခိုက်လာတာလို့ဆိုပါတယ်စက်တင်ဘာလ29ရက်နေ့ကလည်းတန်တွဲမြို့အမှတ်၄ရပ်ကွက်ညောင်ပင်စေးကိုစစ်ကောင်စီတပ်ကဘုံနှစ်ကြိမ်ကျဲချခဲ့တဲ့အတွက်အရသာတယောက်တည်ဆုံပြီးကလေးငယ်၂ယောက်နဲ့ကိုဝင်ဆောင်တယောက်အပါအဝင်6ယောက်တန်ရာရှိခဲ့ပြီးတော့အင်ရှင်လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ စပိန်နိုင်ငံကနေအသစ်မာယူတင်သွင်းထားတဲ့ DEM မျိုးတွဲဆိုင်နေနဲ့မြို့ပတ်ရထားပြေးဆွဲမှုကိုရနာထားတာဆယ်လကြာတဲ့အထိပြန်လည်မပြေးဆွဲနိုင်သေးဘူးလို့မြမမိရထားကနေသိရပါဗါး2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာ RB တွဲဆိုင်နေနဲ့ဂျပန်ရထားတွဲဆိုင်နေအစားစပိန်နိုင်ငံထုတ် DEM မျိုးတွဲဆိုင်တွေနဲ့ထည့်သွင်းပြေးဆွဲခဲ့ပြီးတလားမပြည့်ခင်မှာပဲဒီဇယ်ဈေးမကိုက်လို့ရနာထားခဲ့ရတာဖြစ်ပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့ကစပြီး DMU စပိန်ရထားတွေဟာရန်ကုန်မြို့ပတ်မှာပြေးဆွဲခြင်းမရှိတော့ဘဲ RP မြို့ပတ်ရထားတွေသာပြေးဆွဲပေးနေတာဖြစ်ပါတယ်။ခီးစဉ်တဝက်ဖြစ်တဲ့တုံညမိုင်ကနေ15မိုင်အထိကို400ကျက်နဲ့ခီးစဉ်အစဆုံးမိုင်30အထိကို800ကျက်သတ်မှတ်ထားရကနေရပိုင်းကြမှာပဲ2024ဒီဇင်ဘာလဆန်းမိုင်ကစတင်ကခီးစဉ်တဝက်ကို900ကျက်နဲ့ခီးစဉ်အစဆုံးကို1000ကျက်ဖြစ်ပြောင်းလဲတွန်းမြင့်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ကမ္ဘာခီးသွားလုပ်ငန်းတွေကိုကုလသမဂ္ဂကမ္ဘာခီးသွားလုပ်ငန်းအဖွဲ့အစည်း UN Tourism ကဦးဆောင်ပြီးနှစ်စဉ်ကျင်းပခဲ့ပါတယ်။ကမ္ဘာခီးသွားလုပ်ငန်းတွေမှာတော့မြန်မာနိုင်ငံရဲ့ခီးသွားလုပ်ငန်းအခြေအနေတွေကဘယ်လိုရှိနေပါသလဲ။မျက်သစင်ပေးပို့ထားပါတယ်ခင်ဗျာ။2021စစ်အာဏာသိမ်းပြီးကတည်းကမြန်မာနိုင်ငံရဲ့ခီးသွားလုပ်ငန်းတွေဟာကျဆင်းခဲ့ရတယ်လို့အခုဆိုရင်လေခီးသွားလာဖို့အနေအများတဲ့နိုင်ငံစည်းင်းတွေမှာလည်းပါဝင်နေတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့လုံခြုံရေးအခြေအနေအရခရီးမသွားဖို့တားမြစ်ထားတဲ့နိုင်ငံပေါင်း20တဲမှာအသက်အန္တရာယ်ချိန်ချောက်မှုထိဖြစ်စေနိုင်တဲ့အမြင့်ဆုံးအဆင့်အဆင့်၄အဖြစ်မြန်မာနိုင်ငံကိုသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာစီးပွားဆိုင်ရာနဲ့လုံခြုံရေးကူညီပေးတဲ့အဖွဲ့အစည်း International SOS ရဲ့2025အတွင်းခရီးသွားလာရမှာအန္တရာယ်ရှိတဲ့နိုင်ငံစီးရင်ပြမြေပုံမှာလည်း မြန်မာနိုင်ငံဟာလုံခြုံရေးအန္တရာယ်မြင်မာတဲ့စီးရင်ထဲမှာပါနေပြန်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာကျဆင်းနေပြီးလက်ရှိကာလဟာခရီးသွားရာသီစားတဲ့ကာလဖြစ်ပေမဲ့ပြည်ရင်းကခရီးသွားလုပ်ငန်းတွေဟာပြည်ရင်းခရီးသွားဧည့်သည်တွေကိုပဲဝန်ဆောင်မှုပေးနေကြရပြီးနိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုနှုန်းနည်းပါတယ်လို့ခီးသွားလုပ်ငန်းလုပ်ကင်သူတွေကဆိုကြပါဗျ။ အခုကတော့လက်ရှိမှာပြည်တွင်းခီးသွားလုပ်ငန်းတွေအဲ Travels and Tour တွေအကုန်လုံးပေါ့နော်အဲတော်တော်များများအကုန်လုံးကကြတော့လက်ရှိမှာပြည်တွင်းခီးသွားလုပ်ငန်းလေးတွေနဲ့လေပတ်နေရပါတယ်ပြည်ပနေပြီးတော့ inbound ဝင်ရောက်တဲ့အဲနိုင်ငံခြားသားဧည့်သည်တွေကတော့တကယ်ကိုအဲဝင်ရောက်မှုနှုန်းကတော့လက်ချိုးရည်လိုရတယ်ပေါ့နော်အရင်အထက်ဆိုင်လို့ရှိရင်လည်းဒီ COVID မတ်မူမတိုင်ခင်ကပုံစံမျိုးနဲ့ဆိုအခုကတိတိတသားကြီးပဲအရင်ကကွာခြားပါတယ်လက်ရှိမှာလည်းအဲမနှစ်နဲ့ တစ်နှစ်ဒီတစ်နှစ်နှစ်နှစ်ကတော့ဘယ်လိုခေါ်မလဲဝင်ရောက်နှုံးကတော့နည်းနေသေးတယ်ပေါ့နော်ဒါကြောင့်လက်ရှိမှာ ခီးသွွားလုပ်ငန်းလုပ်တဲ့သူတွေကတော့ပြည်တွင်းကလူကဲအဲကိုလူမျိုးအချင်းချင်းမကိုပဲပေါ့နော်ဝန်ဆောင်မှုပေးရတဲ့ဖျားဖူးခီးသွွားလုပ်ငန်းတွေနဲ့ပဲလေပတ်နေရတယ်ကမ္ဘာလက်ခီးသွွားတွေအလာများတဲ့နေရာဒေသတွေတဲကမန္တလေးမြို့နဲ့အင်းဒီဒေသဟာဆိုရင်လေမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုတွေများခဲ့ပြီး အခုထက်ထိပြန်လည်ထူထောင်ရင်းအတွက်ရုန်းကန်နေရဆဲဖြစ်တယ်လို့ခီးသွားလုပ်ငန်းတွေဟာလည်းကျဆင်းနေတယ်လို့ဒေသခံတွေကဆိုကြပါဗျ။နိုင်ငံခြားသားခီးသွားဧည့်သည်တွေကိုမန္တလေးမြို့ထဲမှာဒီလိုအချိန်ဆိုတွေ့နေကြဆိုပေမဲ့ဒီနှစ်မှာတော့နိုင်ငံခြားသားဆိုတာကိုမမြင်တလောက်ပဲလို့မန္တလေးဒေသခံတယောက်ဖြစ်တဲ့ကိုကျော်အမိလွဲကဆိုပါတယ်။မန္တလေးမြို့ရဲ့ခီးသွားလုပ်ငန်းအခြေအနေကတော့မရှိတလောက်ပေါ့နော်။အာတောင်တပံဥပိန်တရာတို့ ဒီဒီမန္တလေးတောင်တို့ပါလို့ဆိုအဲခီးတော့ဒီနိုင်ငံခြားခီးတော့ဧည့်တယ်မရှိတလောက်ပါပဲတရုတ်ခီးတော့ဧည့်တယ်အဲတစုနှစုတယောက်စားနှစ်ယောက်စားသုံးယောက်စားအဲ့လောက်ကြီးတွေပဲရှိတာပါ channel foreigner ဒီ Europe တို့ပါလို့ပြတာဟိုခီးတော့တော့မရှိတလောက်ပါပဲဘာလို့လို့ဆိုတော့ဒီမန္တလေးတို့ပါလို့ကလည်းမန္တလေးနဲ့ပြည်ခိုးလည်းတော့ပဲလေးနေရာရှိတော့လေ channel အနီးနားပတ်ချာလေးတွေကလည်း တင်ရတဲ့တချို့တက်ပြီးတော့မလာကြတာများပါတယ်မန္တလေးအခြားနေရာတော့စကိုင်းမင်းကဘယ်သူဆိုသွားလို့မရတော့ဘူးအင်းလေးဒေသမှာတော့ဖောင်တော်ဦးဖျားလှစ်လေအပူဇော်ခံပွဲကျင်းပနေတာလည်းဖြစ်ပါတယ်စက်တင်ဘာလ29ရက်နေ့မှာလင်းကင်းရွာမှာအပူဇော်ခံပြီး28ရက်နေ့မှာတော့ညောင်ရွှေမှာအပူဇော်ခံမယ်လို့ဒေသခံတွေကဆိုပါတယ်အင်းလေးဒေသခံတယောက်ကတော့ဖောင်တော်ဦးဖျားပွဲရှိပေမဲ့ အရင်လိုပြည်ရင်းပြည်ပခရီးသွားတွေအများကြီးလာတာကိုမတွေ့ရဘူးလို့ဆိုပါတယ်ကျွန်တော်တို့အင်းလေးမှာခရီးသွားလုပ်ငန်းအတွက်ကအရင်တော့လိုပြည်ရင်းပြည်ပခရီးသွားတော့တော်တော်ကိုနည်းတယ်အဲဖောင်တော်ဘုရားလက်လက်ပူဇော်ခံပွဲရတော့ဒီနှစ်ကလုတ်ဖြစ်တယ်အဲဒါနေရာ20တဌာနလုံးမှာလက်လက်ပူဇော်ခံမှာဖြစ်ပါတယ်ဒီနေ့ကတော့လင်ကင်းရွာမှာရောက်တယ်ပေါ့ပူဇော်ခံနေမနေ့ပြန်ကြရင်တော့အညောင်ရွှေမှာပူဇော်ခံရောက်မယ်ပေါ့ ဒီသခံတော်တော်များများပဲကျွန်တော်တို့ဒီပါဝင်ဆွေးနွေးနိုင်နေပေါ့အရင်တော့လို့တော့ပြည်တွင်းပြည်ပကီးတယ်ဒီအများကြီးလာပြီးတော့လိလာတာလာပြီးတော့ကျတော့ဖျားပူးလာတာတွေတော့နေတယ်ပေါ့နော်ဆိုတော့အခုချိန်ထိကတော့အင်းလေးဒေတာခီးသွားလုပ်ငန်းလည်းခက်ခက်ခဲခဲနဲ့ရင်ဆိုင်နေရလဲဖြစ်ပါတယ်လို့ကမ္ဘာခီးသွားလုပ်ငန်းတွေကိုကမ္ဘာတဝန်းလုံးမှာရှိတဲ့နိုင်ငံအသီးသီးကကျင်းပကြတယ်လို့ကုလသမဂ္ဂကမ္ဘာခီးသွားလုပ်ငန်းအဖွဲ့အစည်း UN Tourism က20နှစ်တိုင်း တရားဝင်အင်ရှင်နိုင်ငံတနိုင်ငံကိုသတ်မှတ်လေးရှိပါတယ်။2025ခုနှစ်အတွက်တရားဝင်အင်ရှင်နိုင်ငံကတော့မလေးရှားနိုင်ငံဖြစ်ပြီးမလေးရှားမလက္ကာမြို့မှာခီးသွွားလုပ်ငန်းနဲ့ရေရှည်တည်တံ့ရေးအတွက်အသွင်ကူးပြောင်းမှုဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။ကျမမြတ်သစင်ပါရှင်။ ခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးမှာပါ American Poster တရုတ်ဆောင်တူဖြစ်တဲ့ Selena Gomez ဟာတိကိတာထုတ်လုပ်သူ Bunny Blanco နဲ့ California ပြည်နယ်မှာလက်ထက်မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။စက်တင်ဘာလ29ရက်နေ့ကကျင်းပခဲ့တဲ့မင်္ဂလာပွဲအကြောင်းကို Selena Gomez ကသူ့ရဲ့ Instagram မှာအဖြူအားမင်္ဂလာဝတ်ဆောင်တဲ့ပုံတွင်နဲ့အတူ29ရက်6လပိုင်း2015ဆိုတဲ့စာသားနဲ့အတူတင်ပြီးအသိပေးခဲ့တာဖြစ်ပါတယ်။ ခင်မွန်ဖြစ်သူဘလန်ကိုကလည်းသူ့ရဲ့ပို့ဆောင်မှာတကယ်ဘဝတွေကကျွန်တော်ရဲ့ဇနီးဆိုပြီးမှတ်ချက်ဝင်ရခဲ့တာတွေ့ရပါတယ်သူတို့ရဲ့မင်္ဂလာပွဲကိုတော့ Santa Barbara မြို့မှာအသက်190လောက်နဲ့ကျင်းပခဲ့တာဖြစ်တယ်လို့ Vogue Magazine ကဖော်ပြပါဗါတယ်။တက်ရောက်ခဲ့သူတွေထဲ Taylor Swift, Theo Song, Paul Root, Steve Martin နဲ့ Martin Short တို့လိုအနုပညာရှင်တွေလည်းပါဝင်ခဲ့တယ်လို့ဆိုပါဗါတယ်။ အသက်33နှစ်အရွယ်ဆလီနာနဲ့အသက်38နှစ်အရွယ်ဘလန်ကိုတို့ဟာတနစ်ကြာတွဲခဲ့ပြီးတဲ့နောက်2024ခုနှစ်ဒီဇင်ဘာလမှာဆေးဆက်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာအနုပညာပိုင်းမှာလည်းအတူတွဲပြီး Saint No Love I Can't Get Enough တို့လိုအမည်နဲ့တချင်းတွေလည်းဖန်တီးခဲ့ပူပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ မန်ယူအသင်းရလတ်မကောင်းတိုင်းကစားကွက်ကိုပဲဝေဖန်ကြတဲ့အပေါ်နောက်ခံလူဒီလစ်ကပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။မန်ယူအသင်းဟာအခုတစ်ပတ်ပရီးမီးယားလိမှာဘရန်ဖို့အသင်းကို၃ဂိုးတကုံးနဲ့ရှုံးနိုင်ခဲ့ပြီးတဲ့နောက်နီပြအမော်ရင်ရဲ့ကစားကွက်အပေါ်မေကွန်းထုတ်မှုတွေပုံမှန်ကျေလာလာခဲ့တာပါ။နောက်ခံလူဒီလစ်ကတော့နီပြကိုဝေဖန်ရတာကလွယ်ကူပြီးကွင်းထဲကကစားသမားတွေကအဓိကဖြစ်တာကြောင့်ကစားကွက်အပေါ်အများအားဝေဖန်နေလို့မရကြောင်းပြောပါရစေ။ အတင်းတတင်းရဲ့ရလက်ပိုင်းကကစားသမားတွေရဲ့အာယုံဆူဆိုင်မှုနဲ့လုံနိုင်စွမ်းအပေါ်မူတည်ပြီးအ धिक အခိုက်တန့်တွေမှာဆွမ်းဆောင်နိုင်မှုအားနည်းသွားမယ်ဆိုရင်ရလက်မကောင်းဖြစ်သွားမှာဖြစ်ကြောင်းနောက်ခံလူဒီလစ်ကပြောပါတယ်။ United အနေနဲ့ Man City ကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက် Chelsea အသင်းကိုပြန်လည်အနိုင်ယူခဲ့ပြီးနောက်ပွဲတွေမှာအထူးတကားစူးစမ်းကြဖို့ကအရေးကြီးဆုံးအချက်ဖြစ်ကြောင်းလည်းဒီလစ်ကပြောသားခဲ့ပါတယ်ခင်ဗျာ။ ။ DVB ရုံးမြင့်တန်ကြားနေ့လည်နေ့နာရီသတင်းတွေကိုတိုက်ရိုက်ကြည့်ရှုခဲ့ရတာပါ။ညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတော့တင်ဆက်ပေးအောင်ပါ။ကျွန်တော်ကတော့ဇွဲသစ်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။